ကိုင်းတိုင်းဒေသကြီးပမောင်မြို့နယ်တွင်ရှိရှမ်းနီနယ်ကဒူးထာနီတိုင်းဒေသများကြားစိတ်ဝမ်းကွဲမှုများဖြစ်ပေါ်စေရန်အတွက် KNOKIE တို့ကစနစ်တကျစံစီ၍လှုပ်ဆောင်နေတယ်လို့ပမောင်ဒေသခံများကဆိုပါတယ် ယခုလက်ရှိချိန်မှာပမောက်မြို့နယ်အတွင်းတပ်မတော်ရှမ်းနီယံမျိုးသားတပ်မတော် SNA နဲ့ KIEPDA ၊ကဒူး PDA ပူးပေါင်းဖွဲ့တို့ကြောင့်တိုက်ပွဲများပြင်းထန်နေတဲ့အပြင် KIEPDA တို့မှကဒူးဒေသခံများကို SNA ထိန်းချုပ်နယ်မြေများရှိမိမိတို့ဆွေမျိုးများရဲ့နေအိမ်များတိုက်ပွဲဆောင်စခန်းများသို့မသွားရန်ချင်းချောက်ပြောဆိုထားတယ်လို့သိရပါတယ်။ မမောက်ကြောင်လေလမ်းမကြီးပဲရှိကဒူကြီးရွာမြောင်အလဲရွာကံရွာတခွက်တောင်ခိုနန်းဆက်တော်နဲ့နားရက်ကားတို့မှ KIPDF တို့ကတိရခန့်များကိုထိန်းချုပ်ထားပြီးအစံနေတို့လာရောက်တိုက်ခိုက်ပါကလူမျိုးရေးပြည်ထနာများဖြစ်စေရန်ရည်ရွယ်ထားတယ်လို့တိရခန့်ရမီရဖတူကတုံသက်ပြောပါတယ် KIA တို့ကစနစ်တကျလုတ်ကင်တက်ကြတယ်အခုလေကဒူးနဲ့ရှမ်းနီကိုရန်တိုက်ပေးပြီးလူမျိုးရေးပြည်ထနာဖြစ်အောင်စီမံဆောင်ရွက်နေတယ်လို့ကျွန်တော်ကမြင်မိတယ် အခုသူတို့လုံနေတဲ့ပုံကအလွယ်ပြောရရင်ဒေတာခံတွေကိုလူသားတရားရင်လုံတယ်ပြီးရင်မီဒီယာတွေကတဆင့်ဝါဒဖြန့်မယ်ဒါကုံဒိရခန်လက်နက်ကင်အဖွဲ့ရဲ့အနေနဲ့အထူးတတိပြုဖို့လိုတယ်။ဒိရခန်လက်နက်ကင်အဖွဲ့ဆိုတဲ့အထဲမှာ SNE ကိုပဲပြောတာမဟုတ်ဘူး PDF တွေကဒူးအဖွဲ့တွေရောပါတယ်။ဒိရခန်ပြည်သူတွေအနေနဲ့လည်းမြေစာပင်ဖြစ်တာထက်ပိုဆိုးတယ်။မြေဩဇာဖြစ်မဲ့အရေးကိုလည်းကြိုတင်ပြင်ဆင်ရှောင်ရှားကြဖို့တိုက်တွန်းချင်တယ်။ ဘလို့ပဲဖြစ်ဖြစ်တိုက်ပွဲဖြစ်ရင်ခံရမှာကကိုပဲဆိုတာကိုတွေးထားကြပါလို့ပြောချင်ပါတယ်လို့သူကသုံးသပ်ပြောပါတယ်။အဆိုပါဒေတာအတွင်း KPDF တို့ကမိုင်းတုံကဒူအာမီကိုဖွဲ့စည်းပေးကလိုက်စာမှာတင်နန်းပေး၍၆ပတ်နေကြောင်းသိရပြီးဌာနေတိုင်းရင်းသားများအကြောင်းပြည်ထနာများဖြစ်ပွားစီရန်ဖန်တီးနေတယ်လို့၎င်းကဆက်လက်ပြောပါတယ်။ မောင်းမြို့နယ်တွင်မှခိုပြင်းပင်မနာခမိုးကြီးရွာများမှဒေသခံကဒူးတိုင်းနာများအနေဖြင့် SNN ထိန်းချုပ်နေမည်များရှိ၎င်းတို့ရဲ့ဆွေမျိုးသားချင်းများရဲ့နေအိမ်များသို့ပြောင်းရွှေ့နေထိုင်ကြပြီးလက်ရှိမှာခမိုးအနီးမှတာဝါတိုင်းကုန်းဆက်တော်ကြီးရွာနှင့်ဆက်တော်အနီးရှိဖြူတောင်းအထိ SNN အဖွဲ့ကပြန်လည်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။မောင်းမြို့နယ်ဟာဆိုရှယ်မီဒီယာများပေါ်မှာပြဿနာဖြစ်စေရန်ရည်ရွယ်ဝါဒဖြန့်နေကြတကယ်တို့မဟုတ်ပဲမောင်းမြို့နယ်တွင်၌ကချင်ရွာပင်တရွာမှမရှိတကယ်တို့မြို့ပေါ်ရပ်ကွက်များမှလည်းကချင် ိမ်များမှာတုံးလေးအိမ်စု၍နေထိုင်ကြသည့်ပင်မရှိကြောင်းမမောင်မြို့နယ်လူဦးရေရဲ့80ရာခိုင်နှုန်းခန့်မှာရှမ်းပြည်လူမျိုးဖြစ်ကောင်ကြံရခိုင်နှုန်းအားဖြင့်ကဒူတိုင်းရင်သားများဖြစ်တဲ့ကဒူကနန်းနှင့်အလုတ်လာရောက်လုတ်ကင်ကြ၍ဆယ်စုနှင့်နှစ်စုသုံးစုကြာနေထိုင်ကြတဲ့အညာသားတချို့သာရှိကြောင်းနဲ့ကဒူကနန်းတိုင်းရင်သားများဟာရှမ်းပြည်လူမျိုးများကဲ့သို့နှစ်ပေါင်းထောင်ချီနေထိုင်လာတဲ့ဌာနေတိုင်းရင်သားများဖြစ်တဲ့ကဲ့သို့ကိုးကွယ်မှုအားဖြင့်လည်းဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်ကြသူများဖြစ်ကြောင်းတိရခန်တန်ဃာတော်တပါးမှအမိန့်ကြားခဲ့ပါတယ်။ SN နေရဖွဲ့မှတာဝန်ရှိသူတို့ကလည်း KIPDF တို့ဝင်ရောက်အခြေပြုနေတဲ့ကြေးရွာတွေဟာအခုချိန်မှာစစ်မြေပြင်ဖြစ်နေပြီဆိုတာပြောချင်ပါတယ်။ဒေသခံတွေအနေနဲ့တိုတင်းရှောင်ချားတာတွေကိုအ мян ဆုံးလှုပ်တင်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့2023ခုနှစ်ကြောင်လည်နေမန်စီကျေးရွာတို့မှတိုက်နယ်စေယုံများအထက်ကကြောင်များပြက်စီးခဲ့ချိန်၌ကဒူတိုင်းနာများအနေဖြင့်တုံ့ပြန်မှုမရှိခဲ့တော့လဲယခုနေ့စတင်ပါလာ30ရက်နေ့မှာမိတိဘန်မှာပြစ်ခတ်ဒီကိုမတိရတဲ့လက်နက်ကြီးတလုံးရွာအလဲတုံးကြားရောက်ပောက်ကွဲရာကဒူအမျိုးသမီးတို့ထိခိုက်ခဲ့တဲ့အပေါ် KYPDF တို့က SN တို့ပြစ်ခတ်ဒီဟုဆွဆွဲကောင်လူမျိုးရေးပြဿနာများဖြစ်စေရန်ရွယ်ချက်ရှိရှိတမင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကတုံ့တက်ပြောဆိုကြပါရယ်ဒေသခံများ ာနေဖြင့် SN ထိန်းချုပ်နေမည်ရှိတိုက်ပွဲဆောင်စခန်းများနဲ့မိမိဆွေမျိုးများထံပြန်လည်ပြောင်းရွှေ့နိုင်ရဲအတွက်ဆွေးနွေးဆောင်ရွက်နေပြီးလာရောက်သူများအလုံးကိုလည်းအသက်နိုင်ဆုံးကူညီဖေးမသွားမည်ဟု SN တာဝန်ရှိသူတို့ကထပ်မံပြောကြားခဲ့ပါတယ် KIA PDF ကဒူး PDF တို့ကစက်တင်ဘာလ14ရက်နေ့မှာစာရွေးမမောင်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစက်တင်ဘာလ15ရက်နေ့မှာတရားဝင်မျိုးတိန်ထိုးစစ်စတင်ကြေညာကတိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါဗျာ